ဇီခွေထူရဲ့အတန်းနဲ့ဒိုဒီယာတဝိုက်လည်းတီးဆေးဆေးကြီးဖြစ်နေခဲ့ပါတယ်။ဒီဒေတာကရွာလေးတွေဟာစပားနဲ့ပြာတို့ကိုအဓိကစိုက်ပျိုးပြီးတော့အသက်မွေးဝင်ွေရှာကြတယ်ဗျာ။ညာဘက်တွေမှာတော့အဲ့ဒီစပားကြီးပြောင်းခင်းကြီးတွေကိုတစုံတစ်ယောက်ကစောင့်ကြည့်ပေးရပါတယ်။ဘာလို့လဲဆိုတော့ဒီနေရာဟာတောင်ဖုံဒေတာလည်းဖြစ်တယ်လို့တောနဲ့လည်းနှိစက်တာကြောင့်တော်ရင်သတ္တဝါတွေကိုအထူးသတိထားရပါတယ်။တောရဲ့တော်ချဲတို့ရမဟယခါရောက်လာလိရှိပြီးတော့ တို့ကိုဒီတိုက်တာလှောက်ထားရင်တော့ပျောက်ခင်းကြီးကလေးရစရာရှိတော့မှာမဟုတ်ပါဘူး။ဒါကြောင့်ပျောက်ခင်းပိန်ရှင်တွေဟာအိသားတွေကိုစီကုံကအခုလိုလာရောက်ဆောက်နေကြပါတယ်။ပျောက်ခင်းတွေတကင်းမှာအခုလိုဆောက်ကြည့်စဉ်လေးတစ်စဉ်ရှိပါတယ်။စေပေါ်မှာတော့လူတယောက်မိရဲ့တလုံးနဲ့ရိုင်ဖယ်ကြီးတစ်လက်ကိုအစေသေးဆောက်ထားလေးရှိပါတယ်။ဆောက်ကြည့်ရတဲ့သူတွေကတော့အိပ်ဖြော်သွားလို့မဖြစ်တာကြောင့်တက်ကြွလက်ကြွရှိမဲ့လူငယ်လေးတွေပဲဆောက်ကြည့်လေးရှိပါတယ်။ ဘာလို့လဲဆိုတော့အိပျော်နေတော့တော်ရိုင်းသားကောင်တို့ရောက်ချလာခဲ့ရင်တော့အကိုလိုပြုံသွားပြီးတော့အေးပြုံသွားမှဆိုလိုပါတချို့ခြေတွေမျိုးမှာတော့ကြားကြီးတွေကပါလမ်းမပြီးတော့ရောက်လာတတ်ပါ යි ဒါကြောင့်လူကြီးမေကစော်ရမ်းရှိဘူးရေလဲကိုကျင်နေဆိုရင်တော့အခုလိုပြောခဲလေးစက်ကြီးပေါ့ဗျာအဲဒါပေမဲ့စိတ်တော့မပူပါနဲ့အန်ဒီရဲ့ရှိတဲ့ကြားတွေကတော့တွားပိတ်လာရင်တော့မှတော်ယုံနဲ့လိုက်လာမှာမဟုတ်ပါဘူးဒီဒေသလေးမှာရှိတဲ့ရွာသားတွေက ပြောခဲ့တွေအနေနဲ့ညာလိုက်ကိုစီကောင်ကပိုက်ဆိုင်ထားကြပါလေ။အဲ့ဒီထက်မှမဥဖိုလ်လို့လို့ခေါ်တဲ့ပျောက်ချံတရေကြီးတယောက်ရှိတာပေါ့။ဒရာမာရောဥဖိုလ်လို့ဟာစားနေတောင်းနေလှူနေတဲ့သူတယောက်ဖြစ်ပါလေ။ဒါပေမဲ့ပြည့်တော်မနဲ့ခင်မှာဥဖိုလ်လို့ရဲ့မိမဒေါ်လာရွှေဟာအော်ဟင်းငိုယူပြီးတော့ဈေးကလူအရီကြားတဲ့အသေးထံပြေးဝင်လာခဲ့ပါလေ။သူရဲ့ပုံစံကိုကြည့်ရတာတော့ဘူရီကိုပြောပြချစ်တဲ့တဲ့င်းဆိုတကူရှိတဲ့ပုံစံပေါ့။ ဒါကြောင့်တခြားရွာသားတွေကလည်းဒေါ်လာရွှေဘာများပြောမှလဲဆိုပြီးစိတ်ဝင်စားနေနားထောင်နေကြကြတာပေါ့ဒေါ်လာရွှေရဲ့တင်ဆိုကတော့ပြုတ်ကြောင်ဥပိုလိုဟာဘရဒစာတိတ်ဆုံးမှပြီးလို့ဆိုပါတယ်ဂျာလင်ရတဲ့သူတွေကလည်းဘလို့များပြစ်တာလဲဆိုပြီးအအောင်ထိလက်ကိုကြတာပေါ့ပြီးတော့မှလိမ္မာလို့သူဒေါ်လာရွှေကနေပြီးတော့ထပ်မံပြောပြခဲ့ပါတယ်အဲ့ဒီညကဒေါ်လာရွှေဟာပြုတ်ကြောင်ကိုစောက်နေအိပ်ပျော်နေခဲ့တာပေါ့ အဲဒီမှာသူဟာထိုးစားတဲ့အိမ်မက်တစ်ခုကိုရခဲ့ပါတယ်။အိမ်မက်ထဲမှာဥပလိုဒီယာကိုထိုးစားလို့ပဲအိပ်ပြန်လာခဲ့ပြီးတော့လူထန်ကြီးချခုံလေးမှာထိုင်နေခဲ့ပါတယ်။အပြေပန်းစတဲ့ကတော့ဥပလိုနဲ့တူပေမဲ့အတန်ကိုတော့သူ့ရောက်ကြအတန်ဖြစ်တဲ့ကြောင်းနှိမ့်မိနေခဲ့ပါတယ်။ဥပလိုဟာခိုးလေးမှာထိပ်ပြီးတော့ငိုကြွေးနေခဲ့တယ်ဗျာ။သူ့ရဲ့ဥကောက်ကတချမ်းကလည်းပွေထွက်ပြီးတော့မေလိုတပည့်တော်မှရှိတော့ဘူးရပါတယ်။အမေကြီးရဲ့ ငါမေးစီကိုပြောင်းမလာနေတော့ဘူးကွာငါမသေးသေးပဲတည်သွားခဲ့ရပြီဒီစကားဆိုသွားတာနဲ့ဒေါ်လာရွှေလည်းအိမဲကလန်နိုးလာခဲ့ပါလေသူနိုးလာတဲ့ချိန်မှာတော့အိမဲနဲ့မှတစိုးတယောက်သွားလာနေခဲ့တာကိုဘိုးတော်ထွေးလိုက်ရပါတယ်အဲ့လကနိုးလာတော့မလို့တွေကဝါနေခဲ့တာပေါ့သူတို့လေများဟာပေါသေးနေထိုင်လာခဲ့တာကလေဒီရက်တစ်တောက်ရောက်နေပြီဆိုတော့ဒီုံနေတယောက်လေး စိတ်ထည်နှလုံးသားတွေကကြီးကြီးပြီးကြပါတယ်။ဒါကြောင့်လဲဒေါ်လာရွှေကအဲ့ဒါသူ့ယောက်ျားရဲ့သွာလာပုံနေစေတဲ့ဆိုပြီးတတိထားမိလိုက်ကြဗျာ။အဖေကြီးတင်ရောက်နေပြီလား။အိုးကတော်ခိုးချက်ခိုးရနေတာပဲ။ဒါနဲ့ဒေါ်လာရွှေလေသူ့ယောက်ျားပြန်လာပြီထင်နေအေးရကာတာဟာတပိစားကားနဲ့သွားကြည့်ခဲ့ပါတယ်။ဒါပေမဲ့တပိစားကားမှလည်းမတွေ့ရတဲ့ပြင်အေးရဲ့ပြမတကားကြီးကလည်း ပိလိတာရှိနေစေပဲဖြစ်ပါတယ်တလာရွှေကလေဒါမကောင်းတဲ့တင်းနေမိတ်ဆိုပြီးခေါချက်ချလိုက်ကသူ့ယောက်ျားစီလိုက်သွားဖို့လိုပါတယ်။အေဂျီဝေစာရီဘူအ мян နှိမ့်လိုက်ပြီးတော့ဇေကလီနဲ့အ мян ထွက်လာခဲ့ပါတယ်။ပျောက်ခင်ကရွာနဲ့နေနဲ့အလံဝေတော့ဇေကကူလေးအရေးမိမောင်းနေကဦးဖလိုစီ လိုက်လာခဲ့တာပုံ။ပျောက်ခင်ကိုယောက်တာနဲ့ချွတ်ချင်ပေသူ့ယောက်ျားကိုအော်ခေါ်ခဲ့ပါလေ။ဒါပေမဲ့လည်း ေါ်လာရွှေအားဘာမှမတုတ်ပြန်ခဲ့ဘူးဗျ။ဦးဖိုးလိုရဲ့စောက်ကြီးစင်မှာလည်းမိလေတလို့သာလင်းနေခဲ့ပြီးတော့လူကြီးတဲ့အေးရောင်ကလည်းမတွေ့ခဲ့ရပါဘူး။ဘလို့မှအခေါ်လို့မရတော့ဒေါ်လာရွှေလည်းသူ့ယောက်ျားစီတို့အပေါ်တက်သွားခဲ့တာပေါ့။အပေါ်ရောက်သွားတဲ့အခါမှာဂေတဲကဟကနေဖြစ်သွားပြီးတော့သိလန့်သွားခဲ့ပါလေ။ဘာလို့လဲဆိုတော့ဦးဖိုးလိုတက်ကသူ့ရဲ့တနေနဲ့သူဘတော်တစားထိမှန်ပြီးတော့ကောင်းပွင့်ကတိတ်ဆုံးနေခဲ့ပါလေ။ တနေ့ကြည်စံဟာဗက်ဗက်နေလောက်ကနေဝင်သွားပြီးတော့ဦးကောက်ကိုဖောက်ထွက်သွားတာကြောင့်အိုးရတဲ့ချမ်းလည်းပုလျက်သားနဲ့တေဆိုးနေခဲ့တယ်ဗျာဒီဖြစ်တဲ့ကြောင့်ဒေါ်လာရှူလည်းဝမ်းနဲ့တော့ကပင်နဲ့အခုလိုတခြားသူတွေအားယင်ဖွင့်နေကြတာပေါ့သူယောက်ျားဟာဒေဘော့ကိုရောက်နေတာဖြစ်တဲ့ကြောင့်နဲ့ဘလို့ပူဇံရှိတယ်ဆိုတာကစားမိမဒေါ်လာရှူကအဖေးစိမှိတ်မိနေကြောက်ဆိုတယ်ဗျာဒိုနီယာနိုင် ဝီယန်တို့ခေါ်တဲ့လူငယ်လေးတယောက်လည်းရှိနေရပါတယ်။ဘဝီယန်တို့ကလည်းပျောကင်းတွေပိုင်ဆိုင်ပြီးတော့ဥဖိုးလိုပိုင်ဆိုင်တဲ့ပျောကင်းနဲ့မနေ့ကျိဆိုင်ဖြစ်ကြပါတယ်။အခုတော့မနေ့ကျိဆိုင်ပျောကင်းပိုင်ရှင်ကြီးကတရေဖြစ်နေတဲ့ကြတော့သူလေလက်ခုံးလှိုးနေခဲ့ပါပြီ။အဲ့ဒီလိုနဲ့ဥဖိုးလိုရဲ့အတုပပီလိုတပည့်ကြမှာတော့မဝီယန်စီကိုတရေဆိုးတစ်ခုရောက်လာခဲ့ပါတယ်။ဥဖိုးလိုဆိုးသွားတဲ့နေ့ကလေးကနာယီကိစ္စတွေနဲ့လှုပ်ရှုံနေတော့ တောဝက်ကြီးတွေလာရောက်တောက်ချနေတယ်ဆိုတာကိုပေါ့ဇော်ကြီးမဲသူလည်းမရှိတော့သူတို့တွေဘူဖေးချူထားသလိုပဲဖြစ်နေပြီးအစ်ဆွေလူတမျိုးလို့ကိုပါခေါ်လာတောက်ချနေရလို့သိရပါတယ်ဒါကြောင့်ယောဂီဆိုင်ရမိုက်တာပေါ်ပြီးဝဝရန်ပေါ်ကြာလာခဲ့ပြီးတော့သူကလည်းပေါမဆောင်ချင်တဲ့အကြောင်းကိုခလိုလိုကြီးလိုလိုပြောနေခဲ့ပါတယ်ဒါပေမဲ့လည်းဘိုးတော်ကြီးရဲ့လက်သီးစာမိမှကြောက်တော့ဝဝရန်လည်းမငြိမ့်သာခဲ့ဘူးပေါ့ဗျာ တို့နဲ့ပဲနှွဲတာလေတွေ့မဝီယန်လေးမျောကြီးကြီးမှလာစောက်ကြည့်နေရပါတယ်။အဲ့ဒီဘက်မှာတော့ညဘက်တွေဟာဇီးခွဲပြေအတန်ကအထီးကျန်နေတဲ့နှလုံးသားလေးကိုလာလာပြီးတော့ဆွနေခဲ့ပါတယ်။အထီးကျန်တိတ်ဆိတ်မှုတွေနဲ့ထိုနေရာကြီးမှာသူ့ကြောက်တဲ့ဆိုတော့ပြန်ဖို့အတိုက်ခိတ်လေးတွေအချက်လှုပ်တာကစားရေဖိုလိုက်မောရပါတယ်။မကြသေးခင်ကတိတ်ထားတဲ့ဥဖုလို့ကိုတွေးကြောက်တာကတည်းကတော့ရိုက်ကောင်ရီကိုတွေးရတာကတည်းက မော်ဝီယန်တောင်အသက်မမှန်မရှူနိုင်ခဲ့ပါဘူးခဏကြာမှာတော့ပျောက်ကင်းလေးကိုတကြိုတယောက်ရှုတ်လာနေတဲ့ခြေတံကို ကြားလိုက်ရပါတယ်အတန်ကြာတော့ဝီယန်တယောက်တနေ့ကိုမောက်တိန်ကအဲ့ဒီနေရာကိုချိန်ရွယ်ထားလိုက်ပါတယ်ဟာဘာ iron လဲသွားလာပဲကွာအေးရဲ့ဒီဝက်မသာငါ့ကိုနှလုံးရောက်အောင်ရအောင်လုပ်တဲ့ကောင်တိတ်ဖိစမ်းရရဆန်းကွာ သူတို့စာဖို့စိုက်ကြံတော့အောင်းမရတယ်။မသိရင်သူတို့ကြီးတော်ပန်ကဲပြောခင်ကြောက်နေရပဲ။မဝေရတရားတော့ဝဲနဲ့လူများနေတို့မှာဗလဲကြီးစိတ်မှရှိတဲ့ဥပိုလိုရဲ့စောက်ကြည့်စိန်နိုင်မီးလေးလာခဲ့တယ်ဗျာ။ဘာဘာဘာလဲကွာ။လာပြပြီနောက်တစ်ခုဥပိုလိုတို့ရဲ့ပြောခင်ဖက်မှာမီးလေးလာတာတွေ့လိုက်တော့ဝေရလေးကိုတွေးတီတွေနဲ့ချောက်ကြသွားခဲ့တာပေါ့။ ဘလို့မှမရှိတဲ့နေရာမှာရုတ်ရက်ကြီးမိထနေလာတာအတိတ်ပဲမရှိတဲ့ကိစ္စကြီးဖြစ်ပါတယ်။ဘသူတွေကများဦးဖိုးလို့ရဲ့ကိုစားလာစတော့ကြည့်နေတာလဲဆိုပြီးဝေယံတွေးလိုက်ပါတယ်။ဒါပေမဲ့လည်းအဲ့လိုဖြစ်နေချင်မရှိဘူးဗျ။ဝီယံပြောက်ချကုန်ထွက်လာခဲ့ကဒေါ်လာရွှေနဲ့လမ်းမှာတွဲခဲ့ပါတယ်။လင်မယားမြုပ်ရရှိတာတယောက်ကလည်းဖြီတော်ဘူးဆိုတော့အစိမ့်မြပြည့်လားဆိုပြီးတင်းတင်းလေးပါလေးသွားမိခဲ့တာပေါ့။အဲ့ဒီမှာဒေါ်လာရှိပြောတာကတော့ ဒေါခင်းနဲ့ပတ်သက်ပြီးတော့လေလူငါပီလူခိုင်မာမျိုးကိုလည်းမိကြားခဲ့ရဘူးဗျဒေါ်လာရှိရဲ့သဘောအားဆိုရင်ပြောင်းချကိုဆက်မလို့တော့ပဲကုမ္ပဏီကသာအဲ့နဲ့ရောက်ချတော့မယ်ဆိုတာကိုသိခဲ့ရပါတယ်ဒါဆိုမမေ့ကဘသူထောတာတော့ဘသူမှမရှိပဲသူ့ဖတာလင်းနေတာမဖြစ်နိုင်ဘူးဘသူရှိနေလည်းမသိဘူးပြဿနာပဲကွာကြာမီးကိုပဲဆွဲထားလိုက်ချင်တော့တယ်ရောဤဆိုရင်လည်းထောထားတဲ့မိလေးဟာ ယုတ်တည်းပြန်တည်သွားခဲ့ပါတယ်။ဟေးလှုပ်ပြန်ပြီလှုပ်ပြန်ပြီမေတို့ကဟုတ်တော့ဦးတော့အဲ့လောက်ကြီးလည်းမနှိမ့်ဆက်ပါနဲ့ကွာ။မဟုတ်ရလေသူ့ကိုတရေချောက်နေပြီဆိုပြီးတို့လို့ချောက်ကြသွားခဲ့ရပါတယ်။အဲ့ဒါနဲ့သူလည်းဘိုးပဲပုံနေရမလားဒီကနေပဲထွေပြေးရမလားဆိုတာကိုကျောင်းစိနေထွေးနေခဲ့မိပါလေ။ပြောင်းခဲ့တဲ့မှာလေလူရဲတစ်ခုဟာလှူရှားသွားလာနေရတာပေါ့။ အဲဒီလူရဲ့လမ်းလျှောက်ပုံတွေဟာတမန်လူတို့ရဲ့လမ်းလျှောက်ပုံလည်းမတူဘဲတိတိကျကျကွဲပြားနေခဲ့ပါလေအဲ့ဒီလူထုဆက်ဟာနှိမ့်တုတ်နှိမ့်တုတ်နဲ့ရှောက်လာခဲ့ရင်ဘဝရရဲ့ပြောင်းကင်းရှိကိုရောက်လာခဲ့တာပေါ့သိကြတာကတော့အဲ့ဒီထူးဆန်းတဲ့သူဟာယောက်ျားတယောက်ဖြစ်ပါ යි ဒါဆိုရောတိတ်သွားတဲ့ဦးဖိုးလို့ကများဇရေဖြင်းနဲ့ရောက်လာခဲ့တာများလားဆိုပြီးမဝရရဲ့ခေါင်းထဲမှာတွင်းနေခဲ့တယ်ဗျာ ထို့သောလက်ကြောင်းဟင်းတံကိုကြားမှာတော့မဝရန်လေးတစိုးတစ်ခုကိုသွားသတိရခဲ့ပါလေအငယ်ဖိုးလို့တချေလို့လက်ကြောင်းကြီးပဲဟင်းနေတာပဲနော်ဆဲလေးတို့လည်းရှော့တော့ပါဦးဗျာဒေါ်ဂျာဒေါ်လာရွှေတယောက်လည်းကြံခဲ့ပါဦးမယ်အေးပါငါတို့ရာငါလည်းဆီလီဖြစ်မယ်ဖြစ်မယ်နဲ့ဒီရွယ်ထစ်တောင်ရောက်လာခဲ့ပြီတုံးသားဘွားကလေးက အပေါင်းတင်းတွေရဲ့ကောင်းမှုနဲ့အခုလိုဆွဲသွားတော့တာပဲစစချေတော့ဝင်းစတန်စပင်းရတာလေးနဲ့သိမ့်မိုက်တာမင်းလေလူပေါတော်မှားစီနေကွာခင်ဗျာခင်ဗျာကအငယ်ဖိုးလိုလားဟင်ဒီလက်ထောင်းနာကိုကျွန်တော်ရင်းနှီးနှီးကိုသိနေတယ်ဦးပေါ်တော်လို့ထင်ရတဲ့ရုပ်ဆိုးခေါကြီးဟာဝရန်ရှိကိုရောက်မှာတော့ခဏလောက်ရက်လိုက်ပါတယ် ဖဲ့ကောင်ဝေရန်မိငါ့ကိုတော့မခေါ်တော့ပါလားကွာတော်တော်မာနာကြီးတဲ့ကောင်ပဲငါစီတာဖြစ်တလားတော့မပြည့်သေးဘူးမိကငါ့ကိုမိနေပြီပဲဟုတ်ဟုတ်ဟုတ်ကဲ့မာနာကြီးတော့မဟုတ်ရပါဘူးကျိုးကိုလာမချောက်ပါနဲ့နာဟင်ခင်ဗျားကတည်ရဖြစ်နေပြီပဲ အဲလိုလည်းမကြောက်ပါနဲ့ကွာမင်းနဲ့ငါတို့ဆိုတာတခြားသူတွေမှမဟုတ်တာငါရုပ်ကိုလည်းကြည့်ပါဦးကိုချိုးတက်မဲ့ရုပ်ပေါက်နေလို့လားငါစိတ်လေးလေးပါလေးတောင်းကြည့်လို့မေးစီလာခဲ့တာပါကွာတန်းနဲ့အဲ့မှာအမေးဖေးရဲ့စိတ်လေးတွေရှိလားအဟိုဟိုဟိုโอเคရှိရှိရှိမဲ့တင်နေကိုတစ်ခါကတော့မာဗီရဲ့တွေတောင်းနေတာတွေ့တယ်အေး တဆုံငါ့ကိုတလေးလောက်ယူပေးပါဘူးမင်းဖေကမင်းခိုးတောက်မှာကြောက်လို့အဲ့ဒီခေါင်းမိုးမှာဟွက်ထားတာလေမင်းတစ်ချက်လောက်ရှာပေးပါဦးဟုတ်ဟုတ်အကေဖို့လို့ယူပေးမယ်ခဏစောင့်နော်ဒါနဲ့အဖေကဘယ်နှဝက်ထားလဲမသိဘူးဘယ်မလဲဘယ်မလဲဘယ်မလဲအန်ကေအန်ကေ ကျွန်တော်ရှာလုံးမတွေ့ဘူးဗျဖွက်ထားတဲ့ဆေးလေးတွေကိုဝေယံကရှာမတွေ့တဲ့အကြောင်းပြောမှာတော့ဟင်ဟုတ်လားမိဘဘယ်နာသွားဖွက်ထားပြန်ပြီလဲမသိဘူးအေးအေးပြီးရောဒါဆိုငါ့ဘာသာပဲလာရှာကြည့်တော့မယ်တေးဦးပိုးလို့ဟာဆေးလေးရှာဖို့တွေ့ဝေယံရင်စင်ဘောကို တက်သွားခဲ့ပါလေမြမလိုကြီးလေဘောတက်သွားပြီးတော့ဝေယံရဲ့မျက်စိရှိကို ရောက်လာခဲ့ပါတယ်အင်ကဲအင်ကဲ အစအစအစီဗီလာခူယောယူယူယူအမလာတဲဥပိုလ်လိုဟာဆဲလေးတွေများတွေ့လို့တွေ့ညာနဲ့ဝေယံထက်တော်မှာဂျိုးစားပန်းစားရှာပွေနေခဲ့ပါလေပင်မလေးကွထွက်လာခဲ့စမ်းမှာငါမရတော့ဘူးမဝေယံရဲ့ဖွေဖွက်ထားတဲ့ဆဲလေးတွေကိုတွေ့တဲ့အခါမှာတော့တခါတည်းမွညီပြီးတော့ထိုနေရာမှာပဲခိုင်းပြီးတော့ဖွာနေခဲ့ပါလေအယူလိုကောင်းမြဲကောင်းနေစေပါလားကွာဆွေရမိုက်တယ် ။မဝီယန်ကတော့အချမ်းလုံးပွတ်ထွက်နေတဲ့ဥကောက်ကိုကြည့်ပြီးတော့မဖြူကျော်သက်ရဲ့တခြင်းတွေကလိုရေမှမခန်းစားနိုင်ပဲဖြစ်နေခဲ့ပါလေ။အန်ကေအန်ကေအန်ကေဥကောက်ကြီးကဥကောက်လုံးဟာရတဲ့ကဆေးလေးကလေးကိုခဏချအောင်ဖြွားပြီးတဲ့ချိန်မှာတော့အသက်ရှင်တို့ကလိုပဲလက်ချောင်းလေးကိုဟိလိုက်တယ်ဗျာ။ငါတို့ မင်းတရားရေးစီဘီကိုအခုလိုတွေးနေရတာဘာမှဖြစ်ဘူးလားရေထဲမှာဘလို့ခန်းစားရလဲငါ့ကိုပြောပါဦးပဲပဲဘလို့ခန်းစားရလဲဆိုတော့ဟို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 ဟာလေးအဲအဲဘာမှတော့ထွေးထွေးဖြစ်ပါဘူးမင်းကမကြောက်ပေမဲ့ငါတော့ကြောက်တယ်ကွာငါရတော့စာပေါင်းမြောက်စွာယူဆိုးတဲ့ဒီစင်မကြီးတွေရှိတယ်ဤစားတွေထဲလဲထားပြီးယောက်ျားတွေရဲ့အသေးကိုကစားလို့ ရုပ်ဆိုပန်းဆိုကြီးနဲ့တရေတွေဖြစ်နေကြတာကောင်းပါပြီကောင်းပါပြီစေးလေးကလည်းကိုပြီးဆိုတော့ငါလည်းသွားတော့မယ်ကျေးဇူးပါပဲကွာဟုတ်ဟုတ်โอเคအန်ကေအေကိုကောက်ကုန်းပြန်တော့အေးဟုတ်ပါဘူးကောက်ကုန်းသွားတော့ကိုရမွေကိုသွားပါအဲနေဦးငါမိတ်နေတာ ကြားကြတဲ့မင်းအန်တီရောကြောက်တဲ့ဘလို့နေလဲအစီဟောပြီးလားငါလဲမင်းတို့ကိုတရိယာနေပါရဲ့အားလုံးလဲစီပေကြတယ်မဟုတ်လားဟုတ်ကဲ့ဒီပါတယ်ဗျအားလုံးစီမိကြပါတယ်အေးအေးပြရပါပဲကွာဒီဦးဖိုးလို့ကြီးဟာအစကထွက်သွားဖို့လို့နေပြီမေပြန်လှည့်လာပြီးတော့ဝေရနဲ့ဒီမှာထဲချလိုက်ပါဟဲ့ အခုတလောဘာလို့လဲမသိဘူးကွာငါကောင်းလေကိုက်နေတယ်လို့ခံစားရတယ်အန်ကေအန်ကေမထွက်သွားဘူးဆိုရင်လေကျော်မဲ့သွားလိုက်ပါမယ်အာဝရတရားကျောင်းစီတွေကိုမထေချိုးနိုင်တော့ပဲခဏတာမူးမိတ်သွားခဲ့ပါလေ။အဲဒီညကဖြစ်ပျက်တွေဟာသူ့အတွက်တော့မမေ့နိုင်စရာခိုက်တဲ့လေတကူဖြစ်ပါလေ။ဘာလို့လဲဆိုတော့အဲဒီညပြီးကလေးကကြောက်ဖြားဖြားသွားပြီးတော့ အေးရတဲ့တပည့်လောက်လဲသွားခဲ့ပါလေ။ ဖျားရကနေရလန်ထူနေတဲ့အခြေကိုရောက်မှာတော့အဲ့ဒီညာကဖြစ်ဖြစ်တွေကိုသူ့ဖိနေမိအားပြောပြခဲ့ပါတယ်။မဝေယံကသူ့စီမှာဆေးလိုက်လာတောက်တောက်တဲ့ကြောင့်ကိုရွေးပြလိုက်တဲ့အခါမှာတော့ဥဖိုလုံးနဲ့သူ့တို့ဖိရဲ့နောက်ကြောင်းကိုလည်းထက်မှန်သိခဲ့ရပါတယ်။ဥဖိုလုံးနဲ့ဝေယံဖေတို့ဆိုတာဇိုးပေါ်ဆိုးဖက်တွေဖြစ်ကြပြီးတော့အင်းထောင်ကိုစီကြပါမှာမိမရှင်နဲ့လေမာသွားကြတာဖြစ်ပါတယ်။ ဒါကြောင့်သူတို့ဘော်ဒါနှစ်ဦးဆိုဖြစ်ရင်တော့ခြေလေးကလေးကိုအတူဖွာရရင်နဲ့ရေဟောင်းနောက်ဖြစ်တွေပြောဆိုကြတာပုံအများဆုံးကတော့ပြောခဲ့တဲ့မှာအနည်းလိုလိုဆိုဖြစ်ကြပြီးတော့ဆိုတဲ့ခြေတိတ်လေခြေလေးကမပါမီဖြစ်ပါ နောက်ဆုံးဘလောက်ထိတယ်ဆိုရင်ဝေယံပီကခြေလေးဘယ်နေရာမှာဖွဲ့ထားလိရှိတယ်ဆိုတာကစားသူသိနေခဲ့တာဖြစ်ပါတယ်အဖေဘော်ဒါကြီးကအခုဆို ပြောခဲ့တဲ့မှာပဲရှိနေတာသူဖြစ်ကလည်းဗျာငိုရခက်ခက်ရီရခက်ခက် အဲ့ချိန်မူတူပြီးတနေ့မောက်ကိုဆွဲမိရတယ်လို့သူကောက်ကိုနေရထွေးလိုက်ရတဲ့ကြတော့ကတော့ရေထဲအတော့ကိုဖြောက်ဆန့်သွားတာပဲသူတို့ယောဂါရပြီးတော့နားကပွားလိမ့်မယ်ဗျာကြာရင်တော့တော်ပြီတော်ပြီဗျာတော်ပြီတော်ပြီကျုပ်ဆက်မသွားတော့ဘူးလူကြီးမင်းတို့မှလည်းဈေးလေးတက်တက်ဘော်ဒါတွေရှိရင်တော့သတိထားဖို့ပြောလိုပါတယ်